ဟယ်လိုအလုံးမဲမင်္ဂလာပါရှင့်လူရဲလို့ဖြစ်လာရင်အဆိုးနဲ့အကောင်းဆိုပြီးတော့နှမျိုးရှိပါတယ်ဒါပေမဲ့လူတွေကတော့အဆိုးကိုပဲကြည့်တဲ့ပြီးတော့ဒီမကောင်းတဲ့အရာတွေကိုဗလိမ်းနေဆဲဆိုတယ်အပြီးအတင်းဖြစ်နေပြောကြတယ်ပေါ့နော်တကယ်တမ်းညရင်ကိုကဒီအဆိုးနဲ့အကောင်းမှာအကောင်းကိုတော့ကိုအတွက်ယူရဲမယ်ဆိုရင်ကိုမကောင်းတာတွေပြည်လာမယ်ကောင်းတာတွေတွေးတော့နိုင်မယ်ကောင်းတဲ့အရာတွေထွက်လာမယ်ကောင်းတဲ့ဘဝတွေရောက်ရှိလာမယ်ပေါ့နော်ဒါကြောင့်မလို့နင်ကတော့စကားပဲကြည့်ကြည့် တချင်းပဲနားထောင်နားထောင်လူတရက်ကိုပဲကြည့်ကြည့်ကောင်းတဲ့ຢာလေးတွေကိုကို့အတွက်ကြိုးရှိမဲ့ຢာလေးတွေကိုယူရက်စေချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီຢာလေးတွေကကို့အတွက်အများကြီးအကျိုးကျေးဇူးရှိလို့ပါ။နင်းနီဆိုရင်ပေါ့နော်ကိုရီးယားကကြည့်တယ်။အဲ့ဒီကားထဲမှာပေါ့နော်ငါဘာယူမလဲဆိုတာအဲ့ဒီစကားကိုကြည့်လိုက်တယ်။အဲ့ဒီຢာထဲမှာကိုနဲ့အဆင်ပြေတဲ့ຢာ။ဥမာကွာအားငယ်နေတဲ့ချိန်လူတယောက်ကိုဘလို့စိတ်သက်ခွန်အားရစေလဲဆိုတဲ့အကြောင်းຢာလေးတွေပိုင်းဟို ိုင်းစိတ်နဲ့မဟုတ်ဘဲနဲ့ကိုယ်နဲ့ကိုယ့်ကိုဘယ်လိုအားပေးမလဲဆိုတော့ကိုရီးယားကားထဲမှာရှိတယ်လူအားတယ်ဒီလိုလက်ကိုဒီလိုလှုပ်ပြီးတော့ပေါ့နော်ရတယ်အဆင်ပြေသွားမှာဘာမှမဖြစ်ဘူးအဆင်ပြေသွားနိုင်မယ်ဆိုပြီးကိုယ့်ကိုဒီလိုမျိုးနှက်သိတာဒီလိုချက်ချင်းကဲလဲရတယ်ပေါ့နော်ဒီပုံစံအဆင်လူတစ်ယောက်ကကိုယ့်ကိုဖတ်ထားသလိုမျိုးခံစားရပြီးတော့စိတ်ရဲ့ energy ကိုလည်းပြောင်းလဲသွားစေတယ်ဒီလိုမျိုးပဲဒီလိုမျိုးစကားတွေလည်းလိုပဲ အပြင်မှာတချင်းနားထောင်တာဖြစ်ဖြစ်မိုတီဆောင်းနေနားထောင်တာဖြစ်ဖြစ်မိုတီဗေးရှင်းစပီကာနေနားထောင်တာဖြစ်ဖြစ်လူတယောက်ကိုကြည်တာပဲဖြစ်ဖြစ်ပေါ့နော်ကောင်းတဲ့ຢာလေးတွေဝဲကြည့်စေချင်ပါတယ်မကောင်းတဲ့ຢာတွေကြည့်လို့ရှိရင်ကိုရှိမှကင်းရောက်လာမဲ့ຢာတွေကမကောင်းတဲ့ຢာတွေပဲဖြစ်မှာအဲဒါကြောင့်ကိုရှိကထွက်လာတဲ့ຢာတွေကလည်းမကောင်းတဲ့ຢာတွေပဲဖြစ်မှာပေါ့နော်နောက်ထပ်ဥမာတစ်ခုပြောပြပေးအောင်မယ်တူးမဲ့နော်လေမဲ့ရဖူးပေါ့နော်အတကျိုးယူဖြစ်ဆိုနေတော့ဆယ်တန်းတော့အတင်းရတယ် အဲ့ထက်မှာဆိုလို့ရှိရင်လည်းဟိုအကုန်လုံးကအကုန်လုံးကဆရာလေးကြီးပဲဒါပေမဲ့အချိန်နည်းတဲ့အချိန်ကာကိုမလုတ်တက်တဲ့အတွက်အချိန်နည်းတဲ့အချိန်ကာကိုကြည့်ပြီးမလုတ်တက်တဲ့အတွက်ကြောင့်မလို့သူတို့ဟာထမင်းငတ်တယ်ပေါ့နော်ဘလောက်ပဲဆရာကြီးဖြစ်ဖြစ်ထမင်းငတ်တယ်အတိကားကအချိန်နည်းတဲ့အချိန်ကာကြည့်ပြီးတော့အကျိုးအကြောင်းစီလျော်စွာလုတ်တက်ဖို့ကအရေးကြီးတယ်အဲကိုကဘလောက်ပဲပေါ့နော်ဆရာဝန်ဖြစ်နေဖြစ်နေဟို ကိုကပေါ့နော်ဒီဆရာဝန်လောက်တခုတည်းမဟုတ်ပဲနဲ့အချိန်နည်းတဲ့အချိန်ကားပေါ့ကြည့်ပြီးတော့သူ့ဟာနဲ့သူဘဝရှင်တန်းရေးအတွက်လှုပ်တက်ဖို့လိုတယ်ပြီးတော့အမျိုးသမီးတို့ပြောချင်တာကပေါ့နော်ဘယ်တော့မှပေါ့နော်ကိုဘဝကိုဒီအိမ်တောင်ရေးဒီဘဝအနေမောဒီမိသားစုကြီးတွေမှာမမြုပ်လန်နိုင်နဲ့ကိုဘကိုတောက်ပအောင်နေရမယ်လှအောင်နေရမယ် ဒီအချက်ဆိုတဲ့ယာယီတဲ့ကိုကြီးပဲနှမြုပ်လို့မရဘူးဒီဘက်မှာကိုယ့်ရဲ့ဘဝကိုတိဆောက်ဖို့လိုသေးတယ်ငါဘလို့လူဖြစ်ချင်တာလဲလိုက်ပြီးတော့ပွဲတွေပလိန်းနာတွေဒီပေါ်လေးကြီးမှာအာယုံဆိုင်နေလို့မရဘူးကောင်းတဲ့ယာတွေကိုယူတတ်ဖို့လိုတယ်ဘာဖြစ်လို့လဲဆိုတော့လောကကြီးမှာပေါ့နော်မကောင်းတဲ့ယာတွေမကောင်းတဲ့ယာတွေကိုကများများကြည့်လေလေကိုယ့်ရဲ့အင်နာဂျီဒီဒီနေရာမှာမကောင်းတဲ့ယာတွေများများစုလာလေပဲမကောင်းတဲ့ယာတွေစုလာလေ ိုယ့်ရဲ့အတွေးထဲမှာလည်းမကောင်းတဲ့အရာတွေတွေးမယ်မကောင်းတဲ့အရာတွေထွက်လာမယ်မကောင်းတဲ့ဘဝတွေဖြစ်မယ်ဒါကဒေကြာပေါက်ပဲဒါကြောင့်မလို့ကိုယ့်ဘဝကိုမြင့်တင်ခြင်းနဲ့ကိုယ့်ဘဝကိုအမြင့်ရောက်ခြင်းနဲ့ကိုယ့်ဟာတနေရာလုံးဝကိုဒီအမြင့်ကိုတက်တော်မယ်ဆိုလို့ရှိရင်ဒီမကောင်းလူတစ်ယောက်ရှိမှရှိတဲ့ဟိုမကောင်းတဲ့အရာတွေကိုလုံးဝမယူပါနဲ့ပြီးတော့ပေါ့နော်အခု ွဲဖြစ်နေရနေရော motivation speaker လောကမှာပွဲဖြစ်နေရရှိတယ်။ဘာဖြစ်လို့လဲဆိုတော့တည်ရင်လည်းသိနိုင်မှာတချို့ပေါ့နော် attention ရှာတာလည်းဖြစ်ရင်ဖြစ်လိမ့်မယ်လူတစ်ယောက်ကအဲ့လူကစကားပြောအရန်တော်တယ်။သူပြောတာတွေကလည်းအမှန်နေဆိုပေမဲ့တချို့အမှန်တရားတွေကလက်ခံဖို့ခက်ခဲတယ်ဒါပေမဲ့ဒါကအမှန်ဆိုတာတည်ကြတယ်။ဒါပေမဲ့ तू ပြောတာတွေကလုံးဝအဆုံးရောက်တယ်။ဒါပေမဲ့ तू ကမကောင်းလားမဟုတ်ကောင်းတယ်။ तू ပြောတာတွေက80ရာခိုင်နှုန်းလောက်ထိမှန်တယ်20ရာခိုင်နှုန်းလောက်အဆုံးရောက်တယ် ဒါပေမဲ့ကိုကအဲ့20ရာခိုင်နှုန်းအစွန်းရောက်နေတဲ့ဟာကိုပလိန်နေလို့မရဘူးဒီ80ရာခိုင်နှုန်းကိုက်တဲ့ရာတွေကကိုတဲ့ဘယ်ဟာအဆင်ပြေလဲဆိုတဲ့ဟာကိုကိုကယူရမှာအဲ့လိုယူရမှာကိုရဲ့ဘဝကကိုဒီရင်ဘက်ထဲမှာကောင်းတာတွေဖြစ်လာမှာဒါကြောင့်မလို့ကိုရဲ့ဘဝမှာကောင်းတာတွေဖြစ်ချင်တယ်ကောင်းတဲ့ဘဝကိုရောက်ချင်တယ်ကောင်းတဲ့အနေထားအမြင့်တစ်ခုကိုတွန်းချင်တယ်ဆိုလို့ရှိရင်မကောင်းတာတွေကိုဖယ်ပြီးတော့ကောင်းတာတွေကိုတွေ့အကျိုးရှိတဲ့အရာတွေကိုယူရပါစေ အဲ့ဒီယူရက်တက်ပေါ်မူတည်ပြီးတော့ကို့ရင်မထဲမှာဒီထဲမှာပေါ့နော်ကောင်းတဲ့ຢာတွေပြေးလာမယ်ကောင်းတဲ့ຢာတွေပြေးလာရင်ကောင်းတဲ့ຢာတွေတွေးလာမယ်ကောင်းတဲ့ຢာတွေထွက်လာမယ်ကောင်းတဲ့ဘဝတစ်ခုကိုရောက်ရှိလာမှာပေါ့နော်ခုချင်းရစားပြီးတော့အကောင်းတဲ့အစိုးနှစ်ခုရှင်လာရင်ကို့အတွက်အကျိုးရှိတာကို့အတွက်ကောင်းတာလေးတွေကိုပဲယူရက်ပါစေ